င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ရဲ့60ရာခိုင်နှုန်းကျော်ကိုအာရခတော်အေအေကတင်ပိုက်ထားပြီးအာရခလမ်းစဉ်နဲ့စစ်ရေးရည်မှန်းချက် အတိုင်းဆက်လက်ချီတက်နေတယ်လို့ရခိုင်ပြည်နယ်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအာရခတော်အေအေကကျင်းပပွင့်ပြုမှာမဟုတ်ဘူးလို့အေအေပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခါကတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ် KIA ဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ ရောတက်တော်ခေါင်းဆောင်တွေတွေ့ဆုံပြီးတော်လန်ရေးပူပေါင်းဆောင်ရွက်ဖို့တွေအပြင်အနာဂတ်ဖက်ထရီပြည်တော်စုတည်ဆောက်ရေးအခြေအနေတွေကိုပါဆွေးနွေးခဲ့ကြတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်ရဲ့60ရာခိုင်နှုန်းကျော်ကိုအရခတတော် EE ကတင်ပိုက်ထားပြီးအရခလမ်းစဉ်နဲ့စီရေးရီမန်းချက်အတိုင်းဆက်လက်ကြီးတက်နေသလိုရခိုင်ပြည်နယ်မှာ စကောင်စီရဲ့ရွေးကောက်ပွဲကိုအရကတတော်အေအေကကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့အေအေရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခကတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါကိုတော့ဒီကနေ့ဩဂုတ်လ17ရက်နေ့မှာပြုလုပ်တဲ့အရကတတော်အေအေရဲ့စေချင်းမြောက်တည်င်းစာရှင်းလင်းပွဲမှာဥခိုင်တုခကထည့်သွင်းပြောဆိုသွားတာပါ။လက်ရှိရခိုင်ပြည်နယ်မှာအရကတတော်အေအေကနောက်ဆုံးသိမ်းပိုက်ဖို့ကြံနေသေးတဲ့မြို့၃မြို့တဲကကြောက်ဖြူမြို့သိမ်းတိုက်ပွဲကိုလည်းဆက်လက်ဆင်နွှဲနေတယ်လို့ပြောပါတယ်။ ်လက်ရှိကြောက်ဖြူမြို့နယ်မှာဆိုရင်စစ်ကောင်စီရဲ့ရဲတရင်32နဲ့ဒညဝရီရဲတပ်စခန်းဌာနချုပ်အနီးတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအာရခတတော်အေးအေးအနေနဲ့စစ်ရေးရီမှန်းချက်အတိုင်းဆက်လက်ကြီးတက်နေသလိုချမှတ်ထားတဲ့အာရခလမ်းစဉ်အတိုင်းအဆက်မပြတ်ရှောက်လန်းနေစေဖြစ်တယ်လို့ဥခိုင်တုခကပြောတော့ပါလေဒါပေမဲ့ကြောက်ဖြူမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်လို့အသေးစိတ်အချက်လက်တွေကိုတော့ စီးရေးဆိုင်ရာလှုပ်ဝှက်ချက်ပြစ်တာရောတရုတ်နိုင်ငံနဲ့ဆက်ဆံရေးကိစ္စတွေမှာပါထိလွယ်ရှလွယ်တဲ့ကိစ္စတွေဖြစ်နေတဲ့အတွက်လက်တလောဖြစ်ချလို့မရသေးဘူးလို့အေအေရဲ့ပြောဆိုခွင့်ရှိသူဥခိုင်တုခကသတင်းစာရှင်းလင်းပွဲအတွင်းတရားဝင်ပြောဆိုသွားပါလိမ့်။ဒါအပြင်စစ်ကောင်စီကလုံမဲ့အတုယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်လည်းလက်ရှိအကြမ်းဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာပြည်သူတွေအတွက်အကျိုးမရှိတဲ့ရွေးကောက်ပွဲဖြစ်တာကြောင့်ရခိုင်ပြည်နယ်မှာ အရခတတော်အေအေထင်းချုပ်ထားရ60ရာခိုင်နှုန်းကျော်တဲ့နေရာတွေမှာတော့ဇက်ကောင်စီရဲ့ရွေးကောက်ပွဲကိုလုံးဝလုတ်ခွင့်မပေးဘူးလို့လေအေအေရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခကတရားဝင်ပြောဆိုသွားပါလေရွေးကောက်ပွဲဆိုစော်ကကျွန်တော်တို့တေပြည်သူလူထုကိုအခရီးပြုပနာလောရက်ဆိုဖိုက်ပါတယ်ဆိုကပြည်သူလူထုတောက်ကမုံမင်းတွေရွေးကောက်ပွဲတွေပြည်သူအတွက်အကျိုးမဖိုက်နိုင်ရင်ပိုင်းပြည်သူတိအတွက်ရှောက်ထွေးမုံတွေကိုတော့ပိုလို့ဖိုက်စီဖို့လို့မရပါဘူး စိုက်ကောင်စီထိန်းချုပ်ထားတဲ့နေရာဒီမှာရီကောက်ပွေးလှုပ်လို့ရမ်းနိုင်ကလေးကျွန်တော်တို့ထိန်းချုပ်ထားတဲ့နေရာဒီမှာဒုက္ခရီကောက်ပွေးလှုပ်ခွင့်ပြီးဖို့မဟုတ်ပါဇာကောင်လေးဆိုကဲဒီရခိုင်ပြည်မှာဗမာအစိုးရအဆက်ဆက်လောက်ခတဲ့ရေကောက်ပွေးတိဆိုတော့ရခိုင်ပြည်သူတိကိုတစုံတရာအကျိုးပရုခဆိုတော့မဟင်ပါရန်ကောင်ရခိုင်တိအနေနဲ့လေတော့ဒီရေကောက်ပွေးကိုတယောက်လေး စိုက်မဝင်စားဆိုတော့ကဒုက္ခသိချပါရဲတဖက်မှာတော့အချမ်းဖက်မင်းအွန်လိုင်းဥဆောင်တဲ့စစ်ကောင်စီအဖွဲ့ကအခုနဲ့လာမဲ့ဒီဇင်ဘာလမှာသူတို့ရဲ့အတုယောင်ရွေးကောက်ပွဲကိုအတင်းအကျပ်လုပ်ဖို့ကြွေးကြော်ထားပြီမဲ့အာဆီယံနိုင်ငံအချို့ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလက်မခံကြသလိုမြန်မာပြည်သူတွေအတွက်အခုချိန်ဟာရွေးကောက်ပွဲကဥစားပေးမဟုတ်ဘူးလို့လည်းပြောဆိုထားကြပါသေးတယ်ခင်ဗျတဖက်မှာတော့ GIA ဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ရောတက်တော်ခေါင်းဆောင်တွေတွေ့ဆုံပြီး ဒေါ်လာအေးပူပေါင်းဆောင်ရွက်ဖို့တွေအပြင်အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခြေအနေတွေကိုပါဆွေးနွေးခဲ့ကြတယ်လို့ရောတက်တော် YA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကိုပြောပါရယ်ဒါကတော့ဇူလိုင်လအတွင်းကပဲ GIA ထင်းချုပ်ရာလိုက်စားမြို့မှာပဲကချင်လွတ်လပ်ရေးအဖွဲ့ချုပ် GIO KIA ရဲ့ဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးကွန်မွန်နဲ့ရောတက်တော်ခေါင်းဆောင်တွေတွေ့ဆုံခဲ့ကြတယ်ဆိုပါရယ်အဲ့ဒီလိုတွေ့ဆုံမှုမှာလက်ရှိတော်လိုင်းရေးအတွက်ဘလို့ပူပေါင်းဆောင်ရွက်သွားကြမယ်ဆိုတာရဲ့ နာဂတ်ဖက်ဒရယ်ပြည်ထောင်စုအခင်းအကျင်းအစ်ကိုဘလို့ပြင်ဆင်တိဆောက်သွားကြမယ်ဆိုတဲ့အခြေအနေတွေကိုဆွေးနွေးမှုတွေလုပ်ခဲ့တဲ့အပြင်လက်ရှိတက်တီဆောက်မှုအပိုင်းဆိုင်ရာဒရီမှာပါလိုအပ်တဲ့အကြံဉာဏ်အကူအညီတွေနဲ့ရောဒေတာစီးရေးနိုင်ငံရေးအခြေအနေတွေကိုတင်ပြဆွေးနွေးခဲ့တယ်ဆိုတာတော့ပဲပြောပြလို့ရမှာဖြစ်တယ်လို့ဂျန်နာတော့ပြောလို့မရဘူးလို့ရောတက်တော် WE တပ်ဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်ကိုပြောထားပါတယ်အလားတူ KIO KIA ဌာနချုပ်ရှီယာလိုက်ဇာမြို့မှာ NG အစိုးရယာယီသမရဒူဝါလရှိလာ GIA ဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးဂွန်မော်တို့နဲ့ချင်းညီနောင် CB အဖွဲ့ခေါင်းဆောင်တွေလည်းတွေ့ဆုံခဲ့ကြသေးပြီးအရင်ကတည်းကပုံမှုနီးကပ်တဲ့ဆက်ဆံရေးပူးပေါင်းဆောင်ရွက်ရေးနဲ့တော်လှန်ရေးမဟာဗျူဟာကြကြပူးပေါင်းဆောင်ရွက်ဖို့ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြသေးတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းကတမူးမြို့နယ်အတွင်းထိုးစစ်ဆင်လာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခြင်းမို့အတွင်းစစ်ကောင်စီတပ်သားမပါအောင်၆လောင်းနဲ့လက်နက်၉လက်ကိုပါတော်လိုင်းရေးတပ်တွေကတိမ့်စီရရှိထားပြန်တယ်လို့ BDF အမှတ်၁စစ်တီတပ်ကသတင်းထုတ်ပြန်ထားပါတယ်။ရန်ကုန်ခေတ်ကရရှိထားတဲ့ဓပုံတွေထဲမှာလည်းပြစ်ခတ်မှုအတွင်းအတုံယုံသိနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မပါအောင်ပုံတွေကိုအတိုင်းအတာမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့ဩဂုတ်လ၅ရက်နေ့ကစပြီး စကိုင်းတိုင်းတမူးမြို့နယ်နမ်းမွန်တာကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာပြန်တဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရင်းပူပေါင်းတပ်တွေကလမ်းကနေအသင်းဆောင်ပြီးဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့စစ်ကောင်စီဘက်ကတော်တော်ကိုအထိနာသွားပြီးတဲ့နောက်ဒဏ်ရာရတဲ့သူတွေနဲ့ပြန်ဆုပ်ပြေးသွားကြတဲ့အချိန်တိုက်ပွဲဖြစ်ပွားရာနေရာတွေကနေစစ်ကောင်စီတပ်သား6ဦးရဲ့မပါအလောင်းတွေနဲ့လက်နက်6လက်ကိုပါတော်လန်ရေးတပ်တွေကတင်းစီရရှိခဲ့သလိုတော်လန်ရေးဘက်ကလည်း စစ်ကောင်စီရဲ့နေကြောင်းကနေဘုံကျဲတက်ခိုက်မှုအတွင်းရဲဘော်တို့ထိခိုက်သေးဆုံးမှုရှိထားပြီးခရီးရန်ဖျားကြောင်းလည်းထိမှန်ပျက်စီးထားတယ်လို့ PD ရဲ့အမှတ်၁စစ်ဒေသကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့ကရင်ပြည်နယ်မှာရှိတဲ့ KNU ဌာနချုပ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဝိုင်းတွဲလေရင်နဲ့ဘုံကျဲသွားမှုကြောင့်ရဲဘော်တို့ဒဏ်ရာရထားတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်ဒါကတော့အော်ဂူလာ၁၀ရက်နေ့ဖြစ်တဲ့မနေ့ကည၈နာရီဝန်းကျင်လောက်မှာပဲ ဂျင်းပြည်နယ်ကရန်ယူတက်မှခုနှစ်ဌာနချုပ်မော်ပယ်ခိုနဲ့တိတ်ဘောထနေရာတွေကိုအချက်ဖတ်စစ်ကောင်စီတက်ကဝိုင်းတွဲလေးနဲ့လာပြီးဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတက်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်နေအိမ်တချို့မိလောင်ပျက်စီးထားတဲ့အပြင်ကရန်လေးရဲဘော်တို့ဦးလက်ဒဏ်ရာရထားတယ်လို့ကရင်စစ်ရေးတရင်ချင်းမြစ်ကပြောထားပါတယ်တဖက်မှာတော့ပြည်သူတချို့လဲစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ညာတွင်းချင်းပဲထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးဩဂုတ်လ7ရက်နေ့ဖြစ်တဲ့မနက်ဖြန်မှာ 85ကြိမ်မြောက်ကရင်အာဇာနီနေ့အထိမ်းမှတ်မရောက်ခင်အချက်ဖတ်စစ်ကောင်စီတပ်ကအခုလိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားမှုကြောင့်အခမ်းအနားကျင်းပဖို့ကိုလည်းအခက်ခဲတွေရှိနိုင်တယ်လို့ကရင်စီရေးသတင်းရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ပဲခူးတိုင်းကကြောက်ကြီးမြို့နယ်ညောင်မင်းသားကျေးရွာမှာရှိတဲ့ပြည်သူအယောက်20ကိုအချက်ဖတ်စစ်ကောင်စီတပ်ကမိရှုတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီရဲ့ခလာရ48ရဲ့တရင်မှုမြင့်စော်ကဥဆောင်ကျူးလွန်ခဲ့တာဖြစ်တယ်လို့စစ်တုံးမှန်တပ်သားလွင်ဦးဆိုသူကဝန်ခံပြောဆိုထားပါတယ်။ဒါကတော့ဒေါ်လိုင်းတပ်တွေကတိုက်ပွဲအတွင်းကနေအရှင်ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သားစစ်တုံးမှန်လွင်ဦးဆိုသူကိုတိုင်ဖြစ်စဉ်နဲ့ပတ်သက်ပြီးဝန်ခံထွက်ဆိုထားတာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်ကတော့ပြီးခဲ့တဲ့2023ခုနှစ်မေလ10ရက်နေ့မှာအကြဖတ်စစ်ကောင်စီတပ်ကမြောင်ပင်သားခြေရွာကိုဝင်ရောက်ပြီးခြေရွာနေပြည်သူတွေကိုတစားကန်အဖြစ်ဖမ်းဆီးခဲ့ပြီးတဲ့နောက်မှာပဲ။ အစုနှစ်စုအရင်ခွဲပြီးတော့ကျိုးနဲ့တုတ်ပြီးမှကလေးငယ်၄ဦးအမျိုးသမီး၁၁အပါဝင်ပြည်သူစုစုပေါင်း၁၉ဦးကိုမိရှို့တပ်ဖြတ်ခဲ့ကြရတယ်ဆိုပါတယ်။ဒါအပြင်နောက်ထပ်ရွာသားတဦးကိုလည်းအချက်ဖက်ဆက်ကောင်စီတပ်သားတွေကရွာရဲ့တင်းချိုင်းဝန်းအတွင်းမှာအနောက်အင်္ကာတဲ့ကိုဒုတ်ထိုးပြီးလူမဆန်အောင်ရရဆက်ဆက်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့ကြသလိုအဲဒီလိုပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်မှာစစ်ကောင်စီရဲ့ခလာရ48တရင်မှုမြင့်စော်ကဥဆောင်ကျူးလွန်ခဲ့တာဖြစ်ပြီး သူနဲ့တူတက်ချက်ကြီးဒုတက်ချက်တက်ချက်စီကျူဘိုလေးစေတတာတက်ချက်နဲ့ရဲဘော်တွေပါပါဝင်ခဲ့ကြတယ်လို့စစ်တုံးမှန်တတလွင်ဦးကဝန်ခံထွက်ဆိုထားပါတယ်အဲ့ဒီလိုအရသာပြည်သူတွေကိုဘာမှမဆိုင်မဲ့စစ်ကောင်စီတပ်သားတွေကတပ်ဖြတ်လိုက်ကြတာတော့သူတို့အပြစ်လို့မမြင်မဲ့အဲ့ဒီပြည်သူတွေကတည်င်းပေးလို့တပ်ဖြတ်တာဆိုပြီးပြောဆိုနေကြတာကိုကြားရတော့စိတ်ထဲလဲတော်တော်ကိုမကောင်းမဲ့ဖြစ်သွားတယ်လို့တပ်သားလွင်ဦးကပြောဆိုထားတဲ့အပြင်အဲ့ဒီလိုမဆိုင်တဲ့ပြည်သူတွေကိုနိုင်ထက်စီနင်းတပ်ဖြတ်မှုတွေကို လုံးဝမလုံတင်ဘူးလို့ပဲပြောချင်ပါတယ်လို့စစ်တုံးမတတလွင်ဥကထွက်ဆိုထားပါသေးတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကမင်းကလေးရွှေဘိုးလမ်းပိုင်းကိုနှစ်လကြာစစ်ကြောင်းထိုးနေတဲ့အကြံဖက်စစ်ကောင်စီတပ်ကဘာမှမဆိုင်တဲ့ရတပြည်သူတွေနေထိုင်ရာကြေးရွာရှေ့ရွာကိုဇက်တိုက်မိရှို့ဖျက်ဆီးနေတဲ့အတွက်ရွာပေါင်း30ကျော်ကပြည်သူတွေစစ်ပေးရှောင်နေကြရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ ဇွန်လပိုင်းကစပြီးစကိုင်းထဲမှာရှိတဲ့မန္တလေးရွှေဘူလမ်းမိုင်းကိုအင်အား400ကျော်နဲ့2လကြာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကဘာမှမဆိုင်နဲ့ရသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုဝင်ရောက်ပြီးနေအိမ်တွေကိုအကြောင်းမဲ့မိရှုဖျက်ဆီးနေကြတယ်ဆိုပါတယ်လက်ရှိသိရှိထားချက်အရာတွေတစ်ချိုကိုကျော်စီရဗကန်တူရင်းမာချင်းဂျိုင်းကြီးလင်းတလူထန်ဘူးတော်နဲ့ဂျာမင်ကြီးစတဲ့ခြေရွာရှိရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကမိရှုဖျက်ဆီးခဲ့ကြပြီး ငွေအိမ်တွေဘလောက်တောင်မီလောင်ပျက်စီးသွားပြီလဲဆိုတာလက်တော်မသိရသေးဘူးလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်တစ်ဖက်မှာလည်းစကောင်စီတပ်ကခြေရွာတွေကိုအဲ့ဒီလိုမီရှို့ဖျက်ဆီးမှုတွေကြောင့်ရွာပေါင်း20ကျော်ကပြည်သူတွေဟာဘေးလွတ်ရာတွေမှာစစ်ပေးရှောင်နေရပြီအဲ့ဒီအကျံဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လန်ရေးတပ်တွေကြောင့်မှာလည်းတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ ိန္ဒိယကအချက်ဖတ်စစ်တပ်အတွက်ရဟတ်ယင်းနဲ့ဒရုန်းအပါအဝင်အနိုင်ပိုင်းပြန်တမ်းမှုတွေကိုဖမ်းယူနိုင်တဲ့အပေါ်စားရေဒါတွေလာရောက်ရောင်းချနေပြန်တယ်လို့စစ်တပ်ကပေါက်ကြားလာတဲ့လွှတ်ဝဲရုံးစာအရသိရပါတယ်။လက်ရှိအချက်ဖတ်စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့နဲ့လုပ်ငန်းတွေပူးပေါင်းဆောင်ရွက်နေတဲ့ Massa Lighthead Group Limited မြန်မာမိတ်ဖက်ကုမ္ပဏီဖြစ်တဲ့အိန္ဒိယနိုင်ငံအခြေစိုက် Astra Microwave Product Limited ကုမ္ပဏီကကိုယ်စားလှယ်၄ဦးတို့ဟာ သူတို့ရဲ့မိဖက်ကမ်ပဏီကထုတ်လုပ်တဲ့ radar တပ်ဆင်ထုတ်လုပ်မှုနီးပညာကိုပါရှင်းလင်းတင်ပြဖို့တွေလှုပ်ဆောင်ထားတယ်လို့သိရပါတယ်။အဲ့ဒီ radar တပ်ဆင်ထုတ်လုပ်မှုနီးပညာရှင်းလင်းပွဲကိုလည်းဒီကနေ့ဩဂလ17ရက်နေ့မွန်လယ်တနားပိုင်းမှာပဲစစ်ကောင်စီလက်အောက်ခံပစ္စည်းဝယ်ယူမှုညွန်ကြားရေးမှုရုံးမှာပြုလုပ်ဖို့စီစဉ်ခဲ့ပြီးအဓိကကတော့အိန္ဒိယကအကြမ်းဖက်မြန်မာစစ်တပ်အတွက်ရဟတ်ယင်းနဲ့ drone အပါဝင်အနိုင်မှပြန်တမ်းမှုတွေကိုဖိနှိပ်နေတဲ့အပေါ်စား radar တွေလာရောက် ရောင်းချနီးပြန်တာကိုစစ်တပ်က ပေါက်ကြားလာတဲ့လှုပ်ဝဲရုံးစာအရသိထားရပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ